ဒီပွဲလေးမှာဆိုလို့ရှိရင် MG S5 ကိုဝယ်ယူမယ်ဆိုလို့ရှိရင်သိန်း80ဒီ cashback ရရှိမှာဖြစ်ပြီးတော့ MG4 ကိုဝယ်ယူမယ်ဆိုလို့ရှိရင်သိန်း90ဒီ cashback ရရှိမှာပဲဖြစ်ပါတယ်။မင်္ဂလာပါဗျာ။အမျိုးသားပြဇာတ်ရုံမှာကျင်းပပြုလုပ်နေတဲ့မြန်မာခန့် Spare Pack Expo 2025ပွဲလေးမှာဆိုလို့ရှိရင် MG ကလည်းဝင်ရောက်ပြသနေပါတယ်။အဲ့တော့ MG ကားလေးတစ်ချက်ကြည့်အောင်။ ဲ့ဒါလေးကတော့ MG ရဲ့မင်းသားလေးဖြစ်တဲ့ MG4 ပေါ့နော်မြန်မာနိုင်ငံကို EV တွေစဝင်လာတဲ့အချိန်မှာလည်းပထမဦးဆုံးနေတဲ့ကတစည်းဖြစ်တဲ့ MG4 ကားလေးပဲဖြစ်တယ်ပေါ့နော်ဒီကောင်လေးကဒီဇိုင်းပိုင်းနဲ့ပတ်သက်လာရင်လူငယ်လေးတော်တော်လေးသဘောကျတဲ့ sporty look ကိုရှိတယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းအရန်သဘောကျတဲ့ကားလေးပြီးတော့ဒီပွဲမှာဆိုလို့ရှိရင်တော်တော်လေးစိတ်ဝင်စားတဲ့လူတွေလည်းများတယ်ပေါ့နော်ကျွန်တော်ရိုက်ကူးလုပ်တဲ့အချိန်မှာဆိုလို့ရှိရင်လည်းအနောက်မှာကြီးနေတဲ့လူတွေလည်းရှိသလိုအခုနောက်ကလည်းကျွန်တော်ရိုက်ဖို့အတွက်ကိုတော်တော်လေးစောင့်ရတယ်နောက်ဆုံးအနောက်ကကြီးတဲ့လူတွေလည်းကြီးပါစီတော့ကျွန်တော်ရိုက်မယ်ဆိုပြီးတော့ထရိုက်တာပေါ့နော်အဲ့တော့ဒီကားလေးရဲ့အချက်လက်လေးတို့ကျွန်တော်ထပ်ပြီးတော့ပြောပြပေးပါဦးမယ်ဒီကားလေးကကျတော့ long range ဖြစ်တဲ့ လောင်းရင်းဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော် driver range ဆိုလို့ရှိရင်လည်း WLTP နဲ့ဥမာ450ရှိမယ် battery capacity ဆိုလို့ရှိရင်လည်း64 kWh ရှိပြီးတော့ maximum speed ဆိုလို့ရှိရင်လည်းဒီကားလေးက160တိရှိပြီပေါ့နော်ဒီကားလေးနဲ့ပတ်သက်တဲ့အကြောင်းအရာရတော့ကျွန်တော်ခဏခဏပြောတာဖြစ်တဲ့အတွက်ရင်းနှီးပြီးသားဖြစ်လိမ့်မယ်ဒါပေမဲ့ဘလောက်ပြောပြောကျွန်တော်မရိုးတဲ့တဲမှာဒီကားလေးပါတယ်သူ့ရဲ့ design ဘိုင်းတွေရော driving feeling တွေရောအယမ်းမိုက်တဲ့ကားလေးတစ်စီးဖြစ်တယ်ပေါ့နော်အဲလက်ရှိမှာဆိုလို့ရှိရင်လည်း demand လည်းတော်တော်လေးများတဲ့ကားလေးဖြစ်တယ်ပေါ့နော်ဟိုဘက်မှာနောက်တစ်စီးရှိသေးတယ်အဲ့ကားလေးချက်ကြည့်ရအောင် ဒါလေးကတော့ MG S5 ရဲ့ long range လေးပဲဖြစ်ပါတယ် MG S5 မှာဆိုလို့ရှိရင် standard range နဲ့ long range နှစ်မျိုးရှိတယ်ပေါ့နော်ဒီကောင်လေးကတော့လက်ရှိပွဲလေးမှာပြထားတော့ long range ကိုပြထားရပေါ့နော်ဒီကားလေးကသူ့ရဲ့ဒီ segment နဲ့မှာဆိုလို့ရှိရင်လူကြိုက်များပြီးတော့ demand များတဲ့ကားလေးပြောလို့ရတယ်အခုလက်ရှိကျွန်တော်တို့လာလာမေးကြတယ် MG S5 ရအောင်မလား MG S5 ရအောင်မလားလို့လာလာမေးကြတဲ့အထီကိုလူကြိုက်များတဲ့ကားလေးတစ်စီးဖြစ်တယ်ပေါ့နော်ဒီကားလေးရဲ့အချက်လက်အားပြုဆိုလို့ရှိရင်ဒီကားလေးက long range ဖြစ်တယ် long range ဖြစ်ပြီးတော့ဒီကောင်က WLTP နဲ့ဆိုလို့ရှိရင် driving range က480တိရှိတယ်ပေါ့နော်ပြီးလို့ရှိရင် battery capacity ဆိုလို့ရှိရင်လည်း64ပေါ့ 64 kWh တိရှိတယ်ပေါ့နော်ဒီကားလေးကိုကျွန်တော် test ride လုပ်တဲ့အချိန်မှာဘာတွေ့ရလဲဆိုတော့ဒီကားလေးကကား site ကိုကျွန်တော်တို့မောင်းရတဲ့ feeling ကလုံးဝ perfect ပဲကား site လေးကအဲ SUV site ဖြစ်တဲ့အပြင်ကမှ handling ပိုင်းမှာတော်တော်လေးကောင်းတယ် handling ပိုင်းလည်းကောင်းတယ်ပြီးလို့ရှိရင်မောင်းရတဲ့အချိန်မှာ stability ကလည်းတော်တော်လေးငြိမ်တဲ့နေရာမှာပါတယ်ပေါ့နော်ကားက speed နဲ့မောင်းလဲဆိုလို့ရှိရင်တစ်ခါကြောက်လို့ရှိရင်ကားကဗျာ site ကြီးလွန်းနေလည်းမကောင်းသလိုသေးလွန်းရင်လည်းမကောင်း ကြီးလို့ရင်ကြောက်လဲအရန်အရှိန်များလူတက်တယ်လို့သေးလို့ရင်လည်းလူတက်တယ်ဒီကားလေးကသူ့ရဲ့ site မှာမောင်းရတဲ့အချိန်မှာတော်တော် list stability ဖြစ်တယ်ကားကလုံးဝကျွန်တော်တို့ဒီကီလို100 130 130မှာတော့မှာပဲကားကငြိမ်ပြီးသွားနေတာကတော်တော်လေး might handling ဘိုင်းမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့လမ်းမှာအချိုးကွေးတွေပါရဆိုလို့ရှိရင်ကားကလို့တလို့အတန်းပြီးတော့ပါလာပါတော့เนาะအဲ့တော့ဒီကားလေးက1400ဝင်းကျင်မှာဆိုလို့ရှိရင်ရွေးချယ်စရာကြီးကြီးမားမားဖြစ်နေတဲ့ကားလေးတစ်စီးလို့ပြောလို့ရရပါတော့အဲ့တော့ဒီပွဲလေးမှာဒီကားကိုဝယ်ယူမယ်ဆိုလို့ရှိရင် promotion အနေနဲ့ဆိုလို့ရှိရင်ဘယ်လောက်ထိရရှိမှာဆိုတော့ cashback က380 ရရှိမှာဖြစ်ပြီးတော့ဟိုဘက်က MG4 လေးကိုဝယ်ယူမယ်ဆိုလို့ရှိရင်ဒီပွဲလေးမှာ cash rate က390တိရရှိမှာပဲဖြစ်ပါတယ် ကဲဒါလေးကတော့ MGS5 ရဲ့အတွင်းငန်းလေးပေါ့နော် MGS5 ကအပြင်အကြည့်မယ်ဆိုလို့ရှိရင်သူ့ရဲ့ရုပ်ထွက်ကဘာနဲ့ဆင်တူလဲဆိုတော့ MG4 ရယ် MGZS ရယ်ပေါင်းထားတဲ့ရုပ်ထွက်မျိုးပေါ့နော်ပြီးရင်ဒီကောင်ကကျွန်တော်တို့ grade 3မျိုးရှိတယ် DLV ရယ် XK ဆိုပြီး grade 3မျိုးရှိတယ်ပေါ့နော်မြန်မာနိုင်ငံကိုဝင်လာတဲ့ grade ကအမြင့်ပဲကျွန်တော်တို့ဒီ DLV ရယ် XK မှာ sunroof မပါတဲ့ grade ရှိသေးတယ်ဒါပေမဲ့မြန်မာနိုင်ငံကိုဝင်လာတဲ့ grade တွေကကျွန်တော်တို့ long range ကို standard range က sunroof ပါလာတာဖြစ်တဲ့အတွက်အမြင့် grade တွေပဲဝင်လာတဲ့သဘောမှရှိတယ်အတွင်းပိုင်းအောင်ကြည့်မယ်ဆိုလို့ရှိရင်အတွင်းပိုင်းကတော်တော်လေးကိုရိုးရိုးရှင်းရှင်း ှင်းနဲ့ဆိုတဲ့အနေအထားမျိုးမှာရှိတယ်တော်တော်လေးဟိုရှုပ်ရှုပ်ရှက်ရက်ဖြစ်နေရမျိုးမရှိဘူး EV ပဲမဲ့ရှုပ်ရှုပ်ရက်ဖြစ်နေရမျိုးမရှိပဲနဲ့သူရဲ့လိုအပ်တဲ့ဟာလေးကိုလိုအပ်တဲ့နေရာလေးမှာထားပေးထားတဲ့ပုံစံလေးမှာရှိတယ်ပုံလုံးအဲ့ဒါလေးကလည်းမစိုးလို့ပြောလို့ရတယ်ကျွန်တော်တို့မှာ digital cluster အထားတူလေးတွေ center screen အထားတူလေးတွေတော်တော်လေးမိုက်တယ်နောက်ပြီးဒီမှာနောက်ထပ်ထူးခြားထူးတာသူက Apple CarPlay လည်းပါတယ် Android Auto လည်းပါတယ်ပုံလုံးဒီကားရဲ့ review အသေးစိတ်ကတော့ကျွန်တော်မရိုက်ရသေးဘူးဒီကားရဲ့ review အသေးစိတ် video လေးလည်းထပ်လာဖို့ရှိတယ်ပုံလုံးသူကထိုင်းကုန်နေဘိုင်ဆိုလို့ရှိရင်လည်းပုံမှန်ဆိုလို့ရှိရင်ရှက်မွားဆိုလည်းရှက်မွားလဲတာဆိုလည်းလဲတာပေါ့နော်။သူက ဲ့လိုမျိုးမဟုတ်ဖဲနဲ့ထိုင်ကုန်ဆိုလို့ရှိရင်လည်းရှမ်းဝိုင်းနဲ့လေသာနဲ့နည်းနည်းလေးပေါင်းထားတဲ့အနေထားမှာရှိတာဖြစ်တဲ့အတွက်ထိုင်ရတာလည်းတတောင့်တတာရှိတယ်ပေါ့နော်ကျွန်တော်ဒီကားနဲ့ပတ်သက်တဲ့အကြောင်းအရာတော့အများကြီးမပြောတော့ဘူးဆိုတော့ကား review ဖြစ်သွားမှာဆိုလို့ပေါ့နော်ကား review video ကတတ်တက်လာမယ်ဒါလေးကိုကျွန်တော်ကအတွင်းကန်းလေးထဲမှာဒီ MGS5 ရဲ့အတွင်းကန်းအနေထားလေးကိုပြချင်လို့ကျွန်တော်အတွင်းကန်းထဲဝင်ပြရတဲ့အနေထားမျိုးလေးပါဗျာ ဒီပွဲလေးမှာဆိုလို့ရှိရင် MG S5 ကိုဝယ်ယူမယ်ဆိုလို့ရှိရင်သိန်း80ဒီ cashback ရရှိမှာဖြစ်ပြီးတော့ MG4 ကိုဝယ်ယူမယ်ဆိုလို့ရှိရင်သိန်း90ဒီ cashback ရရှိမှာပဲဖြစ်ပါတယ်။ဒီပွဲလေးကိုတော့အမျိုးသားပြဿနာရုံမှာနိုဝင်ဘာ15 16 17 18နေ့ရက်တိုင်တိုင်ကျင်းပပြုလုပ်နေတာဖြစ်တဲ့အတွက်စိတ်ဝင်စားသူများအနေနဲ့လည်းလာရောက်လေ့လာနိုင်ဖို့တော့ကျွန်တော်ဒီနေရာလေးကနေဖိတ်ခေါ်လိုက်ရပါတယ်ဗျာ။ကျွန်တော်နောက်ထပ်ပိုင်းတွေမှာပြန်တွေ့ကြပါဗော။ကျွန်တော် Just Strike ကတချုံပါ။